မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြဝတီမြို့နယ်စစ်ကောင်စီတပ်၏ဗလဲဒိုကကင်းစကန်ကို KNL မဟာမိတ်တပ်များကချေမုံစစ်ကောင်စီကလေရင်ဖြင့်ဆက်တိုက်ပုံကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြဝတီမြို့နယ်အကြမ်းဖက်စစ်ကောင်စီတပ်၏ဗလဲဒိုကကင်းစကန်ကို KNL မဟာမိတ်တပ်များကတိုက်ခိုက်ချေမုံလိုက်ပြီးဖြစ်ကြောင်း KNL သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါတယ် မေလ22ရက်နေ့မှစတင်၍ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများကို KNL မဟာမိတ်ပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့ကြောင်းယနေ့မိုးလဲပိုင်းတွင်ရဟဝတီမြို့နယ်တောင်ဘက်ဗလက်ဒူကာကင်းစခန်းကိုချိန်မုံလိုက်ပြီးဖြစ်ကြောင်းတို့ရတွင်စစ်ကောင်စီကလေကြောင်းမှအဆက်မပြတ်ပုံကျဲတိုက်ခိုက်နေသဖြင့်ချိန်မုံရရှိထားသောစခန်းကုန်းကိုရှင်းလင်းနိုင်ရေးမလုံးနိုင်သေးကြောင်းသိရှိရပါသည် ညကလေးကတညာလုံးတိုက်နေတာဒရုန်းကတော့အတီကပေါ်စတိုက်ကလေးကဒရုန်းနဲ့ကြဲချနေတာခိုးဘက်သူ့ဘက်လေရင်ဒရုန်းလက်နက်ကြီးအစုံပေါ်စကန်းကခံပြစ်မဲ့သူမရှိတော့ဘူးအတန်တိတ်သွားပြီလေရင်နဲ့ဘုံကကြဲတာ၃កောက်ရှိပြီနောက်ပြီးတေဘောဘူးစကန်းကရောဝါလီစကန်းကရော လက်နက်ကြီးတွေနဲ့ပစ်ကူနေတော့စစ်စခန်းကုန်းကိုတက်ရှင်းဖို့ကြိုးစားနေတဲ့ဟု KNL သတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။လက်ရှိ KNL မဟာမိတ်ပူးပေါင်းတပ်ကချိန်မုံနိုင်ခဲ့ပြီးဖြစ်သောဘလဲဒိုစစ်စခန်းမှာ2022ခုနှစ်မေလ28ရက်နေ့ကတော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်ရင်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ခန့်တေဆုံးခဲ့ကြောင်းစစ်ကောင်စီကရဲစခန်းသို့ပြန်လည်ဝင်ရောက်တပ်ဆွဲထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ကြိမ်မြောက်ပြည်내တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လက်တက်လောတေဘောပိုးရွာရှိ တေဘောဘူးစစ်တပ်စခန်းကို KNL မဟာမိတ်တပ်များကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းထုတ်ပြန်ဝေါ်လီစစ်ဖြူဟာကနဲလီစခန်းထိကပလဲစခန်းဥကရစ်ထစခန်းတို့ကိုလည်း KNL မဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL တရင်ကြီးမြစ်ထံမှသိရပါတယ် ဆလပီပခုတ်ကူမျိုးတွင် KTB တို့တောက်စားပြော်ပါရန်ဆိုင်ကယ်ဖြင့်ထွက်လာသည့်ရဲသုံးဦးကိုအရှင်ဖမ်းမိပြီးလက်ပြပုံးနှလုံးသိမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမျိုးတွင် KTB တို့တောက်စားပြော်ပါရန်ဆိုင်ကယ်ဖြင့်ထွက်လာသည့်ရဲသုံးဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်ကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ18ရက်နေ့မိုးလင်းနနာရီခန့်တွင်ပခုတ်ကူမျိုးနှင့်ဖုံးကန်ကြေးရွာ၌တပ်ဆွဲထားသောစစ်ကောင်စီကိမရဲဒူတက်ချက်တီဟအောင်ရဲတပ် ာလှဖုံးနေရဲတပ်သားစီတူရင်တို့သည်ပခုတ်ကူမျိုးရှိ KDB တို့တောက်စားပြော်ပါရန်ဆိုင်ကဲဖြင့်ထွက်လာစဉ်လမ်းပိုက်တနေရာ၌ဒီတို့ကကွယ်ရေးတပ်ဖွဲ့ဝင်များကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဖုံးကန်ရွာတွင်ပခုတ်ကူမျိုးဆိုတာတမိုင်လောက်ပဲရှိတာပြီးတော့ဖုံးကန်ရွာကတရွာလုံးရှောင်နေကြရတာပြည်သူတွေမရှိတော့ဘူးဒီကထွက်ရင်ဒီစခတွေပဲရှိတော့တာသူတို့ကခရိုင်ရဲတွေပါခရိုင်ကနေမြို့မစခန်းတွေတာဝန်ချ အဲဒီကနေမှဂိတ်တွေကိုခွဲပြီးတာဝန်ချတာတာလက်ရှိသူတို့ကိုတုံပန်းဥပဒေနဲ့အညီထိန်းသိမ်းထားပါတယ်ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်ကသတင်းဌာနသို့ပြောကြားပါတယ်အဆိုပါဖမ်းဆီးမှုကို Southern YSO PDF တောင်းညီနောင်ရေစကြို Revolution Group YRG ကီတူအာမန် PDS YSO Kin Cobra တောင်းစစ်သည့်အဖွဲ့များပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင့်ဖမ်းဆီးရရှိသည့်ရဲတုံးဦးထံမှလက်ကင်ဖုံးသုံးလုံးငွေကျပ်39,800ကျပ်နှင့်လက်ပစ်ပုံနှလုံးတို့ကိုသိမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးရခိုင်ပြည်နယ်အပေါ်အမေရိကန်တရုတ်နှုံဆွဲပွဲဖြစ်လာပြီလို့ဆိုသည့်သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဧပြီလလယ်တွင်အမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးနှစ်ဦးနှင့်ရန်ကုန်ရှိတန်ယုံယာယီတာဝန်ခံတို့တက်ကားသို့ရောက်လာခဲ့ကြသည်ဟုအစာချီကတက်ကားရှိ Law South University ၏ငြိမ်းချမ်းရေးဌာနမှအကြီးတန်းကတိကဖြစ်သူတအူကရေးသားထားသည်ကို The Jakarta Post နှင့် The Development တို့မှဖော်ပြခဲ့ကြသည်ထိုခရီးစဉ်သည်2024ဩဂုတ်လတွင်ပေါ်ပေါက်လာသည့်မိုဟာမက်ယူနိုဦးဆောင်သည့်ဂျာဖြတ်အစိုးရနှင့်အမေရိကန်အစိုးရကြားလွန်စွာအရေးပါသောထိတွေ့ဆက်ဆက်လာမှုပင်ဖြစ်သည်ယူနို၏ဂျာဖြတ်အစိုးရသည် ဘူမိနိုင်ငံရေးဤလမ်းကြောင်းတစ်ကိုစတင်ရှာဖွေဖော်ထုတ်လာခဲ့ခြင်းကြောင့်လည်းဖြစ်သည်နိုင်ငံဤနိုင်ငံရေးနှင့်စီးပွားရေးကိုအနောက်အုပ်စုအားတရားဖွင့်ပေးခြင်းဖြင့်အကျိုးရှိရာရှိကြောင်းဖြစ်လာမည်ဟုယုံကြည်လာခဲ့သည်မြန်မာနှင့်ပတ်သက်၍မိသည့်အကြောင်းများဆွေးနွေးခဲ့သည်ကိုဘင်္ဂလားဒေ့ရှ်မီဒီယာများကတိတိကျကျပြောဆိုရေးသားခြင်းမျိုးမရှိတော့လဲအသည့်ခန့်အပ်လာသည့်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယာမန်အားအငင်းပွားပွဲဖြစ်နေသည့်ရိုဟင်ဂျာဒုက္ခသည်များနေရပြန်ပို့ရေးတွင်တာဝန်ပေးလာခြင်းနှင့်ရခိုင်မြန်မာနိုင်ငံဆိုင်ရာတန်အမတ်ဟော ဆူဖီရာရာမန်အားနိုင်ငံသားရေးဝင်ကြီးဌာနတွင်ယူနိုအီအထူးအကြံပေးလက်ထောက်အဖြစ်ခန့်အပ်လာခဲ့ခြင်းကပင်လုံခြုံရေးနှင့်ပတ်သက်သည့်ဇယားကွက်အတွင်မြန်မာနှင့်အမေရိကန်ကိုအ धिक အခန့်ကဏ္ဍမှထည့်သွင်းစဉ်းစားလာပြီးဆိုသည့်မှာသိသာထင်ရှားလာခဲ့သည်မလာတွင် ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်အန်တိုနီဂူတာရက်စ် ရောက်ရှိလာချိန်မှာစာရွေးကော့ဗရာ ဒုက္ခသည်စက္ကန်းများတွင်2019ခုနှစ်မှစ၍စင်စင်ရဲရဲနေခဲ့ကြရသည့်ရိုဟင်ဂျာဒုက္ခသည်တိတိသမလေးတန်းအားနေရပြန်ပို့နိုင်ရသည့်အဓိကကြလာခဲ့သည့်ထိုကိစ္စအပေါ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှထိတ်တန့်အရာရှိကြီးများနှင့်ဆွေးနွေးခဲ့ရမှာရခိုင်တို့လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့နိုင်ရအစဉ်ချုံးမွေစေရေးဆိုသည့်မူဝါဒဘက်သို့တိတိတသားရေးလျားလာခဲ့သည် ထိုအရွေးသစ်မှာတက်စင်အစာရေစာငတ်မှုခေါင်းပါမှုအခြေအနေနဲ့စာနာရိတ်ခါပြက်လက်နေသည့်အကြောင်းများပြကအရကတတော်ထိန်ချုပ်နေမည်များသို့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဇင်းကြံလန်းတစ်ခုဖော်ဆောင်ရေးထွက်ပေါ်လာခဲ့သည်ရှင်အားဘင်္ဂလားဒေ့ရှ်ရှိလေလာသုံးသက်သူများကနိုင်ငံတကာဥပဒေများအရတရားဝင်မှုမရှိဆိုကတင်းတင်းထပ်ထပ်ဝေဖန်ခဲ့ကြသည်မြန်မာဘက်မှတရားဝင်သဘောတူခွင့်ပြုခြင်းမျိုးမရှိဘဲလုံမီဆိုကဥပဒေကြောင်းနှင့်တန်တမန် ရေပိုင်းတွင်ဆိုးဆိုးဝါးဝါးအကျိုးဆက်များဖြစ်လာနိုင်သည်ဟုထောက်ပြခဲ့ကြသည် ဒီဇင်ဘာလကုန်ပိုင်းလမှစ၍ဘင်္ဂလားဒေ့ရှ်အနာပိုင်းများနှင့်အာရကတ်တပ်တော် အကြားနီနီကက်ကက်ဆက်ဆံမှုများရှိလာခဲ့သည်လေလာသူများကမူတကြံပွဲကိုအကြောင်းပြ၍အာရကတ်ကျောက်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်ပိုင်းနှင့်အတွင်ကျူးကျော်ဝင်ရောက်လာခဲ့မှုကိုကြည်မီဆိုကနေသားဒေတာမတည်ငြိမ်မှုနှင့်အချုပ်ချာအာဏာကိုစိန်ခေါ်မှုများဖြစ်လာနိုင်သည်ဟုပြောဆိုလာကြသည်အချို့ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်ကြံလမ်းမှကြည်သည်တကယ်တမ်းတွင်အမေရိကန်ဘက်မှအာရကတ်တပ်တော်အားထောက်ပံ့ပေးနိုင်ရန်ဖြစ်သည်ဟုသုံးသပ်ခဲ့သည် အမေရိကန်သည် Pharma Act အရလူကိုမထိခိုက်နိုင်သည့်အကူအညီများပေးခြင်းဟုပြောဆိုလာနိုင်တော့လဲဘင်္ဂလားဒေ့ရှ်စစ်တပ်မှပါဝင်လာခြင်းသည်လုံခြုံရေးရှုထောင့်အရာပြောစရာဖြစ်လာနိုင်သည်။မူအားဖြင့်ဆိုကဘင်္ဂလားဒေ့ရှ်စစ်တပ်သည်အရကတပ်တော်အားအကူအညီပေးရေးတွင်အရေးပါသည့်အခန်းမှပါဝင်လာနိုင်သည်။ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယမီဒီယာများကအမေရိကန်နှင့်ဘင်္ဂလားဒေ့ရှ်စစ်တပ်များအကြာ ဆက်ဆံရေးနှဆိုင်လာပြီဟုသောအပြောများသည့်အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတအူးနှင့်ဘင်္ဂလားဒေ့ရှ်စစ်ဘက်အတိုင်းဝိုင်းအကြားဆက်ဆံမှုကိုကြည်၍ယုံတင်ကြောင်းတင်ပြောဆိုနေခြင်းမျိုးသာဖြစ်သည် ။ယင်းသည့်ဒေတာတွင်အမေရိကန်ဤဩစာဖြန့်ကျက်လာမှုအဖြစ်မိမောင်းထိုးပြနေတော့လဲတရုတ်ဤမြန်မာအရေးတွင်ပါဝင်ပတ်သက်လာဝယ်ရှိသည့်အခမ်းကဏ္ဍကြောင့်ဖတ်ပေါ်လာမည့်ဘူမိနိုင်ငံရေးအနေအထားသည်ရှုပ်ထွေးလာနိုင်စရာရှိနေသည်။မကြမီကတရုတ်သမ္မတရှီကျင်းပင်မှမေအောင်လိုင်းအားမော်စကိုတွင်လက်ခံတွေ့ဆုံပြီးမြန်မာ၏အချုပ်အခြာအာဏာနယ်မြေတည်တဲ့ပိုင်ခွင့်ကိုထောက်ခံသွားမည်ဟုထုတ်ဖော်ပြောလာခဲ့သည် ယင်းသည့်အကြေအာရကတက်တော်မှစစ်တွေကြောက်ဖြူနဲ့မန်အောင်တို့ကိုတိမ့်ပိုက်ရန်ထိုးစစ်ဆင်လာမည်ဆိုကတရုတ်သည်စစ်အုပ်စုဘက်မှယက်တီပေးသွားမည်သဘောပင်ဖြစ်သည် ။ကြောက်ဖြူသည်ယူနန်တို့တင်ပို့နေသောဒေါ်လာ1.5ဘီလီယံတန်ကြီးရှိရေနံနှင့်တန်ငွေပိုက်လိုက်၏စာမျက်လည်းဖြစ်သည်။အထူးစီးပွားရေးဆောင်နှင့်ရေနံစိတ်ကမ်းများလည်းရှိနေသည်။ထို့အတွက်ဘီကျင်းမှနေပြည်တော်အပေါ်စီးပွားရေးအရဩစာလွှမ်းမိုးထားနိုင်သည်ဟုစိုးရင်စရာအကြောင်းရင်းများလည်းဖြစ်သည်။စစ်တွေတွင်လည်းအိန္ဒိယ၏ကလတန်မြစ်စီမံကိန်းဖြင့်၎င်းတို့၏ဂုံးတွင်းပိတ်အရှိန်မြောက်ဒေသကိုဆက်သွယ်ပေးမည်အစီအစဉ်များရှိနေသည် ်ထို့အတွက်လည်းတရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံစလုံးကမြန်မာအားလက်မလွတ်နိုင်ဖြစ်နေကြ၍နေပြည်တော်ရှိစစ်အုပ်စုနှင့်ဆက်ဆံနေကြခြင်းလည်းဖြစ်သည်အိန္ဒိယသည်ယခုအထိဘင်္ဂလားဒေ့ရှ်မှာအာရကတပ်တော်အားနီနီကက်ကက်ဆက်ဆံနေမှုကိုဒဇုံတရာဖော်ထုတ်ပြောဆိုခြင်းမျိုးမရှိသေးတော့လည်း၎င်းတို့အကျိုးစီးပွားကိုတော့ကာကွယ်သွားမည်သာဖြစ်သည် ်ဘင်္ဂလားဒေ့ရှ်သည်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်ကြံလမ်းမကြီးဆိုသည်ကိုမြန်မာစစ်အုပ်စုမှသဘောတူမီမဟုတ်ဆိုသည်နှင့်ရင်ဆိုင်ရဖို့ရှိနေသည်ထို့အတွက်ရိုဟင်ဂျာများတောင်မတင်ရေမကြအနေအထားဖြင့်ဆက်ရှိနေအောင်မီဖြစ်ပြီး၎င်းတို့အားနေရပြန်ဖို့ရည်ရွယ်စီစဉ်ထားသည့်စင်ကြံလမ်းဆိုသည်လည်းပြတ်ပြားသွားနိုင်ပေသည် ဘင်္ဂလားဒေ့ရှ်ဂျားဖြတ်အစိုးရ၏ရခိုင်ပြည်နယ်အတွင်းတွင်တက်တက်ကြွကြပါဝင်လာမှုဘင်္ဂလားဒေ့ရှ်စစ်တပ်မှအရကတပ်တော်အားပံ့ပိုးကူညီလာမှုမြန်မာစစ်အုပ်စုမှဇင်းချန်လန်အားတရုံမှ၎င်းတို့အားအကန့်အသတ်မရှိထောက်ခံလာမှုများအားခြုံငုံကြည့်မည်ဆိုလျင်လာမည့်လအတွင်းအဆိုပါဒေသတွင်ဘူမိနိုင်ငံရေးရေချိန်မြင့်တက်လာတော်မူတာဖြစ်သည်ပြည်သူတို့ဤတရားသောတွန်းလှန်စစ်မုတ်ချအောင်ရမည်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။